မြုပ်တီးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။ကောင်းကျိုးများဗီတာမင်နဲ့တတိုးဆန့်ကျင်ပစ္စည်းများကျွဲဝခြင်းဗီတာမင် C ဗီတာမင် A ဗီတာမင် E နဲ့ဗီတာမင် K တွေအပြင်ပိုတက်ဆီယမ်နဲ့ဖောလိပ်တွေလည်းပါဝင်ပါတယ်။ကက်ဆီဆင်းလို့ခေါ်တဲ့တတိုးဆန့်ကျင်ပစ္စည်းကစဲတွေကိုပျက်စီးစေတဲ့ဖရီးလက်ဒီကယ်တွေကိုတိုက်ထုတ်ပေးပါတယ်။နာကျင်မှုတက်တာစေခြင်း ကက်စီစင်းကအာယုံကြောတွေကိုလုံဆော်ပေးပြီးနာကျင်မှုကိုလျော့ပါးစေနိုင်ပါတယ်အထူးသဖြင့်အစိမ့်မြကြိုက်ခဲခြင်းနဲ့အာယုံကြောနာကျင်ခြင်းတွေကိုတတ်တာစေပါတယ်ဇီဝကမာဖြစ်စဉ်ကိုမြင့်တင်ပေးခြင်းကစီစင်းကခနာကိုရဲ့ဇီဝကမာဖြစ်စဉ်ကိုမြင့်တင်ပေးပြီးကယ်လိုရီလောင်ကျွမ်းမှုကိုအားပေးပါတယ်။ဒါကြောင့်ကိုယ်လေးချိန်ထိန်းကြီးရာမှာအထောက်အကူဖြစ်စေနိုင်ပါတယ်။နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း သွေးရင်းကိုလက်စလောပမာဏကိုရှော့ချပေးပြီးသွေးကြောတွေကိုကျဲစေလို့နှလုံးရောဂါဖြစ်နိုင်ခြေကိုရောကြစေပါတယ်။အစာခြေစနစ်ကိုကောင်းမွန်စေခြင်းအစာခြေထွက်ရှိမှုကိုအားပေးပြီးအစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ကင်ဆာရောဂါကာကွယ်ခြင်းကက်စီစင်းကကင်ဆာဆဲတွေရဲ့ကြီးထွားမှုကိုဟန့်တားပေးနိုင်ပါတယ်။ဆိုးကျိုးများအစာအိမ်ပြဿနာများအစာအိမ်နာကျင်ခြင်းရင်ဘူးခြင်းဝမ်းလျှော်ခြင်းစတဲ့အစာအိမ်နဲ့ဆိုင်တဲ့ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။အရေးပြားရရင်ချင်း မရုပ်သီးနဲ့ထိတွေ့မိတဲ့အခါအရေးပြားရရင်ချင်းနှီးရဲခြင်းနဲ့ရောင်ရမ်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများမရုပ်သီးမှုကိုရှူမိပါကချောင်းဆိုးခြင်း၊နာချေခြင်းနဲ့အသက်ရှူရခက်ခဲခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ဓာတ်မတည့်ခြင်းမရုပ်သီးနဲ့ဓာတ်မတည့်တဲ့သူတွေမှာအဖို့အပိတ်ထွက်ခြင်းအသက်ရှူရခက်ခဲခြင်းစတဲ့ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။မျက်စိကိုထိခိုက်နိုင်ခြင်းမြုပ်သီးနဲ့ထိတွေ့မိတဲ့လက်နဲ့မျက်စိကိုပုတ်မိပါကမျက်စိနာကျင်ခြင်းနဲ့မျက်စိကိုထိခိုက်နိုင်ပါတယ်။ တတိပြုရန်မရုပ်တီးကိုအလွန်ကြုံစားသုံးခြင်းကိုရှောင်ကျင်ပါအစာအိမ်နဲ့ဆိုင်တဲ့ယောဂရှိသူတွေတမတဲတဲ့သူတွေနဲ့ကိုဝင်ဆောင်မိခင်တွေကဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်မရုပ်တီးကိုကင်ွယ်ဤပါကလက်ကိုသေးချစွာဆေးကြောပါ